တွဲဆောင်ဆွေးနွေးပွဲမှာအားလုံးပါဝင်နိုင်ဖို့2008ခြေဥ်ကိုပြင်ရန်ဒါမှမဟုတ်အတရေးဆွေးရန်စတဲ့စကားမျိုးမပြောဘဲဆွေးနွေးပွဲလုပ်ရင်ခတ်နိုင်တယ်လို့ငင်းငင်းလုပ်ငန်းရှင်မှာပါဝင်လှုပ်ဆောင်နေသူဦးခွန်ဆိုင်က CNN သတင်းဌာနကိုပြောပါရတယ်။အဲဒီပြင်2008ဖွဲ့စည်းပုံအခြေခံဥပဒေတွေကပုံမှန်6စာလုံးအရာတမရော်ကဦးဆောင်သွားမယ်ဆိုတာတွေကိုပြုတ်ဖို့အနေဆုံးပြုတ်ဖို့လိုအပ်တယ်လို့သူကပြောပါရတယ်။ အလုံးပါဝင်နေအောင်ဆိုလို့ရှိရင်တော့အလုံးကြားကျင်တဲ့စကားနဲ့ပြောရမှာပေါ့ဗျာအလုံးကြားကျင်တဲ့စကားကတော့အော်ဒီရွေးကောက်ပွဲဟာ2008ကိုဆက်လက်ပြီးတော့မှပွေပိုက်ထားဖို့မဟုတ်ဘူးဒီ2008ဒီကိုပြင်ချင်တယ်ဆိုလို့ရှိရင်လည်းပြင်လို့ရအောင်သို့မဟုတ်အတစ်ဆွဲကျင်တယ်ဆိုလည်းအတစ်ဆွဲဖို့ရအောင်စရတဲ့ပါပြောနောက်နောက်တစ်ခုကတော့နေဆုံးကတော့ 2008ရှစ်တည်းက36စာလုံးဒီတက်မတော်ကနေပြီးတော့မှဥဆောင်သွားမယ်ဆိုတာတွေဒါတွေပြုတ်ဖို့စာတီးဖြင့်အနည်းဆုံးပြောဖို့လုံမှာပေါ့ဗျာနော်ဒါတွေကိုမပြောဘဲနဲ့ဆွေးနွေးပွဲလုပ်မယ်ဆိုလို့ရှိရင်ခက်ပဲအရင်ကတော့ဆိုလို့ရှိရင်တော့ဒီအရင်ခက်ကတော့အိုးသိမ့်စင်ရောဦးနုကပြောခဲ့ဘူးတဲ့သူတို့ကတော့ခွဲထွက်ရေးကလို့လို့ရှိရင်အကုန်ဆွေးနွေးနိုင်တယ်ဆိုတာပြောပြောတယ်ဒါလည်းဒီဥစ္စာလည်းကောင်းတဲ့အချက်တစ်ခုပဲပေါ့ ပြီးခဲ့တဲ့2023ခုနှစ်ကငင်းငင်းညီလာခံတရက်ကိုကျင်းပနိုင်ရေး NSPNC နဲ့ NCA လက်မှတ်ရေးထိုးထားတဲ့ EU အဖွဲ့အစည်းတို့ဆွေးနွေးမှုတွေပြုလုပ်ခဲ့ပါတယ်။ NCA အရညီလာခံကျင်းပမယ်ဆိုရင် NCA မထိုးထားတဲ့တိုင်းဒါလက်နက်ကိုင်အဖွဲ့အစည်းတွေပါဝင်ဆွေးနွေးနိုင်မှာမဟုတ်တဲ့အတွက် NCA ထက်ကျော်လွန်စဉ်းစားကကျင်းပနိုင်တယ်လို့တုံ့တက်မှုတွေရှိနေပါတယ်။ယူကောက်ပွဲမှာအားလုံးပါဝင်နိုင်ဖို့နဲ့အားလုံးလက်ခံနိုင်တဲ့အခင်းချင်းဖြစ်ဖို့ယူကောက်ပွဲမှာတိုင်ငယ်တွဲဆောင်ဆွေးနွေးမှုတစ်ခုလိုအပ်တယ်လို့ရခိုင်ဦးဆောင်ပါတီ AFP ဥက္ကဋ္ဌဒေါက်တာအီမောင်ကဆီအန်အိုင်တင်းထဏာကိုပြောပါတယ်။ အခုမြန်မာနိုင်ငံကတွားမမှုတွေတွားတယ်။ပေါင်းဖြစ်စီလာတော့တော့ကောင်းတယ်ဒီကြံပြတာခေါ်လို့ပါ။အဲ့တော့ဂူရုရှားအပြန်ပို့ဗျာ။ဟုတ်ပြီလားလို့တို့အပြန်မှာဘုဒ္ဓဘူးရောတက်ောက်ပို့သူတို့လုပ်မယ်ဆိုတော့တကြတော့ပြောပြီးဖြစ်ပါဘူး။အဲ့တော့အဲ့တော့ပြောလိုက်ရတဲ့အပိုင်းမှာကျွန်တော်ရဲ့အချိန်ကအခုဘတ်ဆိုနေအနည်းဆုံးတော့6လလောက်ပို့ 第二个必须的咯，看嘛也冇个，一个布衣嘛嘞，阿龙包稳带哦。阿龙嘞看到一个布衣，紧紧起步啊，一个布衣冇单件嘛，对首饰嘞放得酷气咯一点，是冇错嘛。而且马上家里，家公嘞能够讲是，因为一天一天步呀，在那个平时阿龙包稳带哦，一个布衣嘛，民间的一样，看到冷不落的嘛，一个布衣还是穿嘞，在那个款式有，不穿别的款式都有放了。 ပြည်ထောင်စုငြိမ်းချမ်းရေးညီလာခံကိုအရင်သမ္မတဦးသိန်းစိန်အစိုးရလက်ထက်2016ခုနှစ်ကစတင်ကျင်းပခဲ့ပြီးဒေါ်အောင်ဆန်းစုကြည်အစိုးရလက်ထက်2020ခုနှစ်ဩဂတ်စ်လအတွင်းကနောက်ဆုံးအကြိမ်ကျင်းပခဲ့ပါတယ်။ NSPNC နဲ့နိုင်ငံရေးပါတီတွေအစုအဖွဲ့ရဲ့အလို့အဖွဲ့တို့တွဲဆုံဆွေးနွေးကြရမှာလဲ။နိုင်ငံရေးပါတီတွေဘက်ကငြိမ်းချမ်းရေးညီလာခံလို့အားလုံးပါဝင်တဲ့ညီလာခံတရက်ခေါ်ယူကျင်းပဖို့ဆွေးနွေးထားကြပါတယ်။နာဆာကဥက္ကရာဖူဂျိုမူကြီးမေအောင်လိုင်းကတော့ရွေးကောက်ပွဲကိုမဖြစ်မနေကျင်းပပေးသွားမှာဖြစ်တဲ့အတွက်ရွေးကောက်ပွဲအောင်မြင်စွာကျင်းပနိုင်ရေးပြည်သူနဲ့အစိုးရပူးပေါင်းဆောင်ရွက်ဖို့လိုအပ်တယ်လို့2025ခုနှစ်မတ်လ16ရက် က်ကနေပြည်တော်မှာပြုလုပ်တဲ့ဂုံနူးဆောင်ပွဲရရှိသူတွေကိုစုချီးမြှင့်တဲ့အခမ်းအနားမှာပြောကြားခဲ့ပါတယ်။